မင်္ဂလာပါရှင်ကိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အကြံဖတ်စေအုပ်စုဖိုးချုပ်ဟောင်းမျိုးသိမ့်ရဲ့တူဘိုးကြီးမိုးဝင်းထော့မိုင်းဆွဲခံရပြီးတည်ဆုံးနေဆွဲတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ဘိုလ်ချုပ်ဟောင်းမျိုးသိမ့်ကသူ့ရဲ့တူဖြစ်သူမိုင်းဆွဲခံရပြီးတည်ဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့ကဒီဇင်ဘာ၁၀ရက်ကအသိပေးပါတယ်စစ်တကတူအပတ်စဉ်၂၂ စင်ဘူချုပ်မျိုးသိန်းကလက်ရှိအာနာသိန်းစစ်တပ်ရဲ့ကာကွယ်ရေးဝန်ကြီးဘူချုပ်ကြီးမမောင်အင်းနဲ့အယက်သားအစိုးရလက်ထက်ကပြည်ထရေးဝန်ကြီးဖြစ်ခဲ့တဲ့ဒုတိယဘူချုပ်ကြီးကျော်စွေနဲ့တပတ်စင်တဲ့စင်ဖြစ်တယ်လို့စစ်ဘူချုပ်ဟောင်းကဆိုပါတယ်ဘူချုပ်ဟောင်းမျိုးသိန်းကပြီးခဲ့တဲ့အပတ်ကဒုတိယဆွဲမိုင်းမိပြီးကြာသွားတယ်သူပိုလောင်းတက်ကလေးကစူးစမ်းဖို့မှာခဲ့တယ်ခွင့်ပြန်လာတော့သူ့ကိုစာမိတယ်တက်စုမှာပါတဲ့လက်နက်တွေရဲ့စွမ်းဘက်ကတွေမတိတာတွေ့တော့စစ်တိုက်မဲ့သူဟာဒါရီကိုအလွတ်ရနိုင်ရမယ်လို့ပြောခဲ့တယ်အရာရှိဖြစ်လို့တခါတွေ့တော့မင်းငါးစာတွေဖတ်သေးရဲ့လားဆိုတော့ ဖတ်ဖြစ်ပါလို့ဖြေတယ်ဒါဆိုရင်ကျမတကောင်ဥမဥဘလို့ကြည့်မလဲဆိုတာမဖြေနိုင်ဘူးဒါနဲ့သူ့ကိုပြောလိုက်တယ်မင်းငါလို့ဖြစ်ချင်ရင်ငါစာရီဖတ်ပါလို့ရေးသားထားပါတယ်ကြပြင်းလမ်းအတိုင်းသွားလို့ယူဟာမှုအပါ၄ဦးကျသွားတဲ့အကြောင်းလုံချုံရေးချပြီးလမ်းအတိုင်းသွားခိုင်းတဲ့အခါကြဲကြဲသွားလို့ဆွဲမိုင်းမိပေမဲ့လုခဲ့တဲ့အကြောင်းဆွဲမိုင်းနဲ့စောင့်နေတဲ့တော်တိုးပါလမ်းချောင်းပြောင်းပါလို့ပြောနေတဲ့ကြာကမလိုက်နာလို့ကြဆုံဒဏ်ရာရတွေမြပြီးမရွှေ့နိုင်တော့လို့နောက်ကတက်ကူလိုက်ပြီးဆွဲထုတ်ရတဲ့အကြောင်းယူဟာမှုက ဒိုးတက်နဲ့လိုက်တဲ့အခါမိုင်းမထီအောင်ခြိတက်ဖို့ကိုသဘောကျလို့ခြိကျတဲ့အကြောင်းစသဖြင့်စုံနေအောင်ပါပဲလို့သူကဆိုပါတယ်။လက်ရှိအခြေအနေကရှေးကြနေဦးမှာဖြစ်တဲ့အကြောင်းနဲ့ဂယုစိုက်ကြဖို့အပင်မခံကြဖို့နဲ့ဘိုးချုပ်ဟောင်းကဆိုပါတယ်။မိုင်းတီဘီတည်ဆုံသွားသူကစစ်ဖို့မိုးဝင်းထုတ်ဖြစ်ပြီး2023ခုနှစ်ကပြည်ဦးလွင်စစ်တပ်ကတို့ကနေကြောင်းဆင်းခဲ့တာလို့စုံစမ်းသိရှိရပါတယ်။စစ်ဖို့မိုးဝင်းထုတ်တည်ခဲ့တဲ့နေရာနဲ့ပတ်သက်လို့ဘိုးချုပ်ဟောင်းမိုးမြင့်ကအာရမာတာလို့အတူောက်တာရေးသားထားပါတယ်။ လက်တလောထိုင်းမြန်မာနယ်စပ်က KNU KNL နဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့တနင်္သာရီတိုင်းမောတော်မျိုးကုံစစ်တပ်ကတံပြန်ထိုးစစ်ဆင်နေပါတယ်။မောတော်မျိုးကုံနိုဝင်ဘာ14ရက်ကတော်လန်ရေးအင်အားစုတွေကတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ဘူချုံဟောင်းမျိုးတိမ့်ကစစ်တပ်ကတို့ကြောင်းသားဟောင်းတွေတီထောင်ထားတဲ့ Cherry Gate Foundation မှဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမိုးကုတ်မိုးမိတ်နယ်မြေထိန်းချုပ်မှုပြန်ရဖို့ဆက်တိုက်ပွဲဝင်မယ်လို့ NUG ပြောတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေအနေနဲ့မိုးကုတ်မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကိုပြည်သူလူထုနဲ့လက်တွဲပြီးရွရွချွန်ချွန်ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပြီးနေနေစိုးမိုးထိန်းချုပ်နိုင်မှုပြန်လည်ရရှိနိုင်ရေးဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း NUG ပြည်သူ့ဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကပြောပါရယ် NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ဒီကနေ့ဒီဇင်ဘာ17ရက်မှာပြုလုပ်ခဲ့ရာဥနေဖုံးလကယခုလိုပြောကြားခဲ့တာပါမိုးကုတ်မိုးမိတ်နယ်မြေတွေကိစ္စနဲ့ပတ်သက်ပြီးအများစုကအမျိုးသားညီညွတ်ရေးအစိုးရအပေါ်မျှော်လင့်ချက်တွေထားပြီးစောင့်ကြည့်ခဲ့ကြတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိထားပါတယ်။သို့တော့ထိလွယ်ရှလွယ်ဖြစ်တဲ့နိုင်ငံရေးစစ်ရေးအခြေအနေအရရက်အပေါ်မူတည်ပြီးတရားဝင်ထုတ်ပြန်ချက်တွေကိုအစတလျက်မထုတ်ပြန်နိုင်ခဲ့တာကိုတော့နားလည်ပေးကြနိုင်မယ်လို့ယုံကြည်ပါတယ်လို့လည်းဦးနေဖုံးလကပြောပါတယ်။ ။ NUG ကောက်ွယ်ရေးဝင်ကြီးဌာနပြည်သူ့ကောက်ွယ်ရေးတပ်မတော်စစ်ယုံချုပ်အနေနဲ့မိုးကုံမိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကို2025နိုဝင်ဘာ9ရက်မှာစတင်ဖွဲ့စည်းပြီးဒေသတွင်းရှိ PDF ပောက်ကဖတရင်တွေကိုစုစည်းလိုက်ရန်အမိန့်ပေးကိုကဲမှုစနစ်တစ်ခုတည်းအောက်ကနေစစ်စင်ရေးကိစ္စတွေကိုစနစ်တကျကိုကဲဆောင်ရွက်နေကြတယ်လို့အသိပေးပါရယ်။တစ်ချိန်တည်းမှာပဲစစ်ရေးကိစ္စတွေမစတင်ခင် ထိခိုက်လွယ်ဒေသခံပြည်သူတွေကိုဘေးလွတ်ရာရှောင်တိမ်နိုင်ဖို့နဲ့ကျိုးတင်ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးနိုင်ဖို့တွေကိုလည်းအချိန်နဲ့တပြေးညီဆောင်ရွက်ခဲ့ကြောင်းပြောပြပါရယ်ပြင်ဆင်မှုတွေအားလုံးပြုလုပ်ပြီးချိန်နိုဝင်ဘာ30ရက်ညနေကစတင်ပြီးဒီဇင်ဘာ6ရက်အထိတိုက်ပွဲကြီးကိုပွဲဆင်နွှဲပြီးနောက်မှာစစ်ကောင်စီတပ်စုမိုးထားတဲ့စခန်းကြီးကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းဦးနေဖုံးလက်ကပြောပါရယ်မိုးကုတ်မိုးမိတ်ဟာအရင်ကတောင်တက်မတော် DNA လေးတင်ပိုက်ထားတာဖြစ်ပြီးတရုတ်ရဲ့ကြောင်းဝင်မှုနဲ့2025 အော်တိုဘာလောက်ကောင်ပိုင်းမှာစစ်ကောင်စီနဲ့ TNL အပြစ်ရသဘောတူညီချက်အရမိုးကုတ်မိုးမိတ်ဒေသကိုစစ်အုပ်စုထံပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်။မိုးကုတ်ကိုဝင်လာတဲ့စစ်ကောင်စီတပ်တွေကို PDF တွေကတိုက်ခိုက်ခဲ့တယ်လို့မိုးမိတ်ကိုဝင်လာတဲ့စစ်ကောင်စီတပ်ကိုလည်းနိုဝင်ဘာ30ရက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တိုက်ပွဲတွေဆက်မဖြစ်ပေပြန်လည်ငြိမ်သက်နေပါတယ်။ဆက်လက်ပြီးမြောက်ဦးစေးရုံဘုံကျင်းလူအစုလိုက်တတ်တဲ့စစ်တပ်လို့ရဲ့ကြီးမားတဲ့စစ်ရာဇဝဲမှုဆိုတာကဘာကြီးသိစေခြင်းဟု NUG ပြော တရားမျှတမှုရရှိဖို့အတွက်ထိရောက်တဲ့လောက်ကင်ဆောင်ရွက်မှုတွေကိုကမ္ဘာနိုင်ငံတွေအနေနဲ့ဆောင်ရွက်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်စီကမနေ့ဒီဇင်ဘာ၁၀ရက်မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွေရည်နေမှာရည်ရွယ်ချက်ရှိရှိနဲ့ရခိုင်ပြည်နယ်မြောက်ဦးစစ်ရုံကိုလေကြောင်းကနေပုံကျဲကလူအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောကြားပြီးစစ်ကောင်စီရဲ့လှုပ်ရက်တွေကိုကဘာကြီးတိမြင်ကထိရောက်တဲ့အရေးယူမှုလှုပ်ဆောင်ဖို့တိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီဟာမနေ့ကည9:00နာရီကျော်မှာအရက်ကတက်တော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကစေယုံကိုဖျက်အားပြင်းပေါင်900ပုံအသုံးပြုတိုက်ခိုက်ခဲ့လို့ လာသားအရွယ်ကလေးငယ်တွေအပါအဝင်33ဦးသေဆုံးက86ဦးထဏ်ရာရရှိခဲ့ပါတယ်။ဒီဆေးရုံဆေးကန်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ Geneva Convention သဘောတူညီချက်တွေအရာရောအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေတွေအရာရောအင်မတန်ကြီးမားတဲ့ဆေးရဇဝဲမှုဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။စစ်ကောင်စီဟာအပြည်ပြည်ဆိုင်ရာလူခွင့်ရည်နှစ်မှာရည်ရွယ်ချက်ရှိရှိနဲ့အများပြည်သူစေးတက်ရောက်ကူးတနေတဲ့စစ်ရုံကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့လည်းပြောပါရယ်ဒီလိုလုပ်ရက်ဟာအင်မတန်မှဆိုးရွားတဲ့လုပ်ရက်ဖြစ်တယ် ကြီးမားတဲ့စိတ်ရဇဝိမှုဖြစ်တယ်ဆိုတာကိုကဘာကြီးကိုသိစေချင်ပါတယ်ဒီလောက်ရတွေကိုရည်ရွယ်ချက်ရှိရှိကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအပြင်းထန်ရှုံချရုံသာမကပဲဒီစစ်တပ်ကျူးလွန်နေတဲ့စိတ်ရဇဝိမှုတွေအထိထိရောက်တဲ့တရားမျှတမှုရရှိဖို့အတွက်ထိရောက်တဲ့လောက်ကိုင်ဆောင်ရွက်မှုတွေကိုကမ္ဘာနိုင်ငံတွေအနေနဲ့ဆောင်ရွက်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလကပြောပါတယ်။စစ်ကောင်စီကအယက်သားပြစ်မှတ်တွေနဲ့စာတင်ကြောင်စေယုံစေကန်းတွေကိုတိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်ပြီး NUG လူ့ခွင့်ရေးဝန်ကြီးဌာနကလည်းဒီဇင်ဘာလဆက်မှထုတ်ပြန်ခဲ့ရာ2025နိုဝင်ဘာ30ရက်နေ့အထိအချက်လက်တွေအရအာနာသိမ့်ပြီးနောက်စစ်ကောင်စီကနိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200ပြုလုပ်ခဲ့ရာကလေးငယ်တွေအပါအဝင်ပြည်သူ4180တေဆုံးခဲ့ပါတယ် စစ်တပ်ကရက်ခိုင်အပဝဲနိုင်ငံတော်လေကြောင်းပုံကျဲတာတွေဆက်လုပ်နေလို့ပြည်သူတေဆုံမှုဆက်လက်မြင့်တက်လျက်ရှိပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြောင်း430ကြောင်းစီယုံစီကန်139ခုနဲ့ဘာသာရေးအဆောက်အုံ621ခုပျက်စီးဆုံးရှုံးခဲ့ရကြောင်းအသိပေးထားပါတယ်။လက်ရှိမှာစစ်ကောင်စီဟာစစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နိုင်ရေးစစ်ရဇဝတ်ကောင်များကျူးလွန်ခဲ့ကျူးလွန်လျက်ရှိကြတဲ့စစ်ရဇဝတ်မှုတွေအတွက်ပြစ်ဒဏ်ခင်းလွတ်ခွင့်ရရှိနေရတဲ့အတွက်ရည်ရွယ်ပြီးအတူရောက်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေကြောင်း ဦးနေဖုံးလက်ကဒီကနေ့ပြုလုပ်တဲ့ပြည်သူတွေနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားမှုအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဆလပီညန်းစွန်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းနှင့်တပ်ဆွဲထားသောနေရာကိုတိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းညန်းစွန်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်တပ်ဆွဲထားသောနေရာကိုတိုက်ခိုက်ရာစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း TGYR Ukraine Counter Revolution and Sema တာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ ဒီစင်ဘာလလရက်နေ့နံနက်၈နာရီခန့်တွင်ငန်းစုံမြို့မှထွက်လာသောအင်အားတရာခန့်ဖစစ်တပ်စစ်ကြောင်းသည်လေဝင်းကုန်းကျေးရွာကိုရောက်ရှိလာစဉ်တော်လန်ရေးတပ်ဖွဲ့များက60မမပုံသုံးလုံးထရုံများဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောတိုက်ခိုက်မှုပြုလုပ်ပြီးနောက်အကြံဖတ်စစ်တပ်ကလည်းလေဝင်းကုန်းကျေးရွာအနီးနားရှိမကြီကျေးရွာမှပြည်သူများဒေါ်တွင်း၌တောင်ရလောက်ကိုင်းနေသောနေရာကိုဂျုံဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်၏တိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည် ရှင်းနေမိုးလက်တနအီခန့်တွင်အကျန်းဖတ်စစ်တက်စစ်ကြောင်းသည်လေဝင်းကုန်းချေးရွာမှငန်းစုံမျိုးတို့ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး၎င်းတို့ဆုတ်ခွာသွားကြောင်းထို့ပြင်တော်လရင်ရဲဘော်များကလည်းငန်းစုံမျိုးအနီးရှိညောင်ချင်းရွာစာတင်ကျောင်းအတွင်၌တက်ဆွဲထားသောအကျန်းဖတ်စစ်သားများကိုလည်းဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့တိုက်ခိုက်မှုအတွင်အကျန်းဖတ်စစ်သား၂ဦးသေဆုံးကစစ်တပ်ကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လရင်ရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် လေဝင်းကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုလက်နက်ကြီးထုံးနဲ့ပစ်တာကတော့စစ်ခွေးငါးကောင်ခွေးပြေးဝက်ပြေးဝင်ပြေးတာတော့တွေ့ရတယ်။နှစ်ကောင်ကတော့ထိတယ်။မပြေးနိုင်လို့ပုံထိသွားတော့ညောင်ချင်းရွာစာတင်ကျောင်းမှာအထိုင်ချထားတဲ့စစ်ခွေးတွေကိုတိုက်ခိုက်တာကတော့ထိခိုက်သေးဆုံးမှုဆက်ရင်မသိရသေးဘူး။ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးညနေ9:30မိနစ်မှာတော့စစ်ခွေးတွေကငန်းစုံမျိုးကလက်နက်ကြီးနဲ့တောင်ဘက်ကိုပစ်ခတ်ပြီးကာလီစီနဲ့ညောင်ချင်းရွာကိုတက်သွားတယ်ဟု TGYR Ukraine Counter Revolution and Zema တာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို TGYR Ukraine Counter Revolution and Z မြင်းချန်ခရိုင်အမှတ်၁၁တရက်မှဥဆောင်ခဲ့ပြီးညီနောင်မဟာမိတ်လက်ရုံးတပ်ဖွဲ့925ပျောက်ကြားတပ်ဖွဲ့နှင့်အတူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဒေါ်လန်ရေးတပ်ဖွဲ့ဘက်မှ Fitwin Drone တစ်စင်းပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။